ကျမတို့ငလျင်ဘေးဒဏ်အကြောင်းလို့ပုံမှန်ဖြစ်ဖြစ်ပွားရတဲ့ကုသရောဂါတွေပို့ပြီးတော့ဟာကြောင့်ဒေတာတွေမှာအလျင်မြန်တဲ့ပြန့်နှံ့လာရဲဆိုရင်ဒီထားမျိုးတွေကက်အတွင်းနဲ့ ဟာဒေတာတခုလုံးလွှမ်းခြုံပြောခါကြတော့ကုဆက်ပြန့်နှံ့ပြီးတော့အသက်တည်ဆုံးတဲ့နေသားမျိုးတွေဒီဖြစ်စေနိုင်တဲ့ပြင်းထန်တဲ့ပုံစံမျိုးတွေဖြစ်လာနိုင်တယ်ဆိုတာကိုကျွန်တော်တို့ရှေ့ကတာရကတွေအများကြီးလေးဆွေးနွေးခဲ့ပြီးဖြစ်တယ်ပေါ့နော်ကမ္ဘာနိုင်ငံတော်တော်များများမှာတွေ့ကြုံရတဲ့ဒါဆိုးရွားတဲ့သဘာဝပြီးတဲ့ငလျင်တန်းကြောင့်မလို့ဒါကုဆက်ယောဂပုံစံပေါင်းစုံနောက်တစ်ခါကျတော့ယောဂပိုးအမျိုးအစားပေါင်းစုံဒါဖြစ်နိုင်တယ်ဆိုရင်နေသားကိုလည်းပြောကြခဲ့တယ်ဒါကြောင့်ကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးတော့အခုတစ်ခါမှာတော့ဒီဒီ earthquake tree က infectious disease တွေကိုဖြစ်လာမယ်ဆိုလို့ရှိရင်ဒါတွေကိုကျွန်တော်တို့ကိုတက်နိုင်ဆုံးအနည်းဆုံးဖြစ်အောင်လူအသေးချေအပြောက်ရှာဖိစင်အနည်းဆုံးဖြစ်အောင်ဒါ case အရေးအတွက်နည်းနိုင်သမျှနည်းအောင်ဘယ်လိုမျိုးကျွန်တော် prevention လုပ်ကြမလဲ prevention strategy ပေါ့နော် strategy ဆိုရင်ကျွန်တော် knee view ဟာအာရေကိုကျူချက်တောက်ပါလို့စားတာတသက်ရှင်ရင်စားပါလို့ဆိုတော့ဒီ knee စနစ်တွေကိုအဲကျွန်တော်ဘယ်လိုချမှတ်မလဲဆိုတော့ knee view ဟာပေါ့နော်ဒါနောက်တစ်ခါကျတော့ကျွန်တော်တို့ဒီစီမံခန့်ဝယ်ရေးပိုင်းရောတခြားကျွန်တော်တို့ဒီ အဲစတိတ်ဟိုရာကိစ္စတွေပေါ့နော်ဒီ authority တွေကိုယ့်ရဲ့ဒီ data တွေမှာရှိတဲ့သက်ဆိုင်ရာအာဏာပိုင်တွေနောက်တစ်ခါကျရောဂါထင်းချုပ်ကာဝယ်ဖို့အတွက်ဟိုအဓိကတာဝန်ရှိရဲ့လူတွေနဲ့ဘယ်လိုမျိုးခြေဆက်ဆောင်ရွက်ကြမလဲညှိနှိုင်းကြမလဲပစ်ပေါ်လာတဲ့ပြဿနာတွေရှိရင်ဆိုအနေထားတွေနဲ့ကျွန်မတို့ကန့်ညှိအောင်လို့ဘယ်လိုမျိုးချိန်ဆကြမလဲဆိုတဲ့ strategy ကိုရေးဆွဲတဲ့နေရာမှာအဲဒီ အဲဘယ်လိုမျိုး idea တွေရှိတယ်လဲဆိုတာကိုကျွန်မအခုဒီနေ့လက်ချာမှာပြပြပေးသွားမယ်။နောက်တစ်ခါကျတော့ဒီ strategy တွေချမှတ်ပြသွားပြီဆိုလို့ရှိရင်လက်တွေ့အကောင့်ထဲပေါ်မယ်ဆိုရင်ဘယ်လိုမျိုးကျွန်မတို့အကောင့်ထဲပေါ်လို့ရတယ်လဲ။အခက်အခဲတွေအကန့်အသတ်တွေအကျက်တွေအများကြီးရှိနေတဲ့ဂျားတွေကဒီလို strategy ကိုကျွန်မအကောင့်ထဲပေါ်ရညမှာဖြစ်အကောင့်ထဲပေါ်တဲ့အတိုင်းဖြစ်ချင်တဲ့နေသားအတိုင်းတပါအတထက်ထည့်ဖြစ်နိုင်မှုရဲ့အတွက်ကအတန်ခဲရင်လည်းဒါကြောင့်မို့ကျွန်မတို့က actions ယူရဆိုတဲ့နေရာမှာလေးပဲဖြစ်ပေါ်လာနေတဲ့ကျွန်မတို့ဒီကိုမျော်လင့်တဲ့ outcomes တွေ အဲအပြင်ကိုကိုမမျောလင်ထားတဲ့နေသားတွေလည်းဘယ်လိုဆံမတော့ handle လုပ်ကြအောင်လဲဘယ်လို manage လုပ်ကြအောင်လဲဒီနေသားတွေဆံမဘယ်လို gain တွေဖြည့်ရှင်းပြီးတော့ကြော်လာကြအောင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့လည်းပဲအဲအဲကမ္ဘာနိုင်ငံတွေမှာဖြစ်ပျက်ခဲ့တဲ့အနေအထားတွေကိုအခြေခံပြီးတော့ခါကျတော့ဆရာမဒီနေ့မှာနည်းနည်းလေးဆွေးနွေးပြီးသွားမှာဖြစ်ပါတယ် ဒါကကျွန်မတို့ disaster management cycle လို့ခေါ်တယ်။မြင်တဲ့အတိုင်းပဲကျွန်မတို့ဒီမှာညာလေနေတာတနေရာထဲမှာရက်မလို့ဆိုလိုတာကအဲတောက်လျှောက်တစ်ခုပြီးတစ်ခုလောက်သွားနေရမှာဒီဟာရက်လို့မရတဲ့အနေအထားတစ်ခုဖြစ်တယ်ပေါ့နော် disaster တစ်ခုဖြစ်လာပြီဆိုလို့ရှိရင်အဲတချို့နိုင်ငံတွေဆိုတော့နှစ်ပေါင်းများစွာပေါ့နော်ဆယ်စုနှစ်တည်းကြာတဲ့အထိကိုအဲဒီ disaster management တွေကိုအများကြီးလှုပ်ဆောင်ရတဲ့အနေအထားမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ဟိုကျွန်မတို့နိုင်ငံအနေနဲ့ကြာတော့ဒီ ပြင်ဆင်မှုပိုင်းပေါ့နော်ဂျိုတင်ပြင်ဆင်မှုပိုင်းအင်တန်အားနေတယ်မြမပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ preparation ပိုင်းနေမှာအားနေခဲ့တဲ့အတွက်ကြောင့်မို့ဖြစ်လာတဲ့အခါမှာလည်းကျွန်မတို့ကုသခံတာမရှိလောက်အခုကျွန်တော်တို့လွန်ခဲ့တဲ့2025ခုနှစ်မတ်လ28ရက်နေ့နေရမှာပြပွားခဲ့တယ်ကျွန်တော်မြန်မာနိုင်ငံအတွင်းအဲကအဲဒီငလျင်ပေါ့နော်အင်အား 9.9 magnitude ရှိတဲ့အဲငလင်အပြင်းအထက်အပြင်းငလင်ကြောင်းလို့ကျွန်တော်တို့မြန်မာနိုင်ငံအဲနေရာတော်တော်များများမှာပေါ့နော်ဒါပြင်းထန်တဲ့ဒါဆိုးရွားဆိုးရွားတဲ့ထိခိုက်မှုတွေဖြစ်ခဲ့ရတယ်အဲ့တော့အဲ့ဒါတွေကဘာကြောင့်ဖြစ်ရလဲဆို preparation အားနည်းဘာကြောင့်ဖြစ်ရလဲလို့ပဲကျွန်မတို့တခုနဲ့ပြောချင်ပါတယ်အဲ့တော့အဂျိုတင်ပြီးတော့ဟိုကာဝယ်နိုင်လောက်တဲ့ဟိုအနေထားပေါ့နော် budget အင်အားတို့လူအင်အားတို့နောက်နီးပညာအင်အားတို့အကုန်ပေါ့နော်ဒါတွေကအဆက်အသွယ်အရအခုလက်ရှိနေတာမှာနေပါတယ်အားနည်းလွန်အလှတဲ့အတွက်ကြောင့်မလို့ ်ဖြစ်သွားတဲ့နေရာမှာလည်းပဲကျွန်မတို့လူအသေးကြီးရန်မများတယ်မဲနဲ့များရတဲ့နေသားတွေများစွာရှိတယ်။တခါကျွန်မတို့ဒါကိုပြန်ပြီး response လုပ်တယ်ဆိုရင်နေရာမှာလည်းပဲကြိုတင်ပြီးတော့ဇက်တိုက်လေ့ကျင့်ထားတာတို့နောက်တစ်ခါကျတော့ရင်းမြစ်တွေနောက်လူဝင်ရတွေဒါတွေကလည်းမစရရမရှိရတဲ့အတွက်ကြောင့်ဒါတွေ response လုပ်တဲ့အခါမှာလည်းပဲ intent အားနေတာကိုအခုကျွန်မတို့လက်တလောရက်ကာလအနေငယ်အတွင်းမှာပဲတွေ့နေရတယ်ပေါ့နော်။ဒါကြောင့်ကျွန်မတို့အချိန်ကာလကြာတဲ့များဒီ evaluation ဖြစ်စဉ်တွေပေါ့နော်။လူတွေကဲထုတ်တာတို့တဲထုတ်တာတို့ပြီးတော့အရေးပေါ် response လုပ်တဲ့ကိစ္စတွေအားလည်း intent မှာဒါကအ အဖြစ်တင်ဖြစ်တိုက်တာတက်ကိုပို့ပြီးတော့နင်းနေအောင်ဆရာမတို့တွေ့ရတာပေါ့နော်ဒီမှာဆိုလို့ရှိရင်ဆိုင်ကရဘယ်ကနေအဲစပြီးတော့ဆရာမတို့ပြောမှာ preparation ကစပြောမယ်ပေါ့လေ preparation မှာကျွန်တော် pre impact ပေါ့တကူငလျင်မဖြစ်လာရင်ဆရာမတို့ဂျူတင်ပြီးတော့လှုပ်ဆောင်ထားလို့ရတာဂျူတင်ဇက်တိုက်လေးရှင်းထားလို့ရတယ်ပစ္စည်းပစ္စည်းတွေစုဆောင်ထားလို့ရတယ်ဒါကကျွန်တော်တို့ training တို့ resource တို့ပိုင်းပေါ့နော်ဒါကကျွန်တော်တို့ဒီငလျင်အကြောင်းမဖြစ်ပေါ်လာနေတဲ့အန္တရာယ်တွေတွက်ချက်ပြီးတော့ဂျူတင်ပြီးတော့အဆောက်အဦငလျင်တန်းခန့်အဆောက်အဦစောက်တွေကိစ္စတွေနောက်တစ်ခါကျတော့ပညာရှင်တွေတိုင်ပြီးတော့ခါကျတော့ဟိုအဖွဲ့အစည်းတွေဖွဲ့ပြီးတော့ဒါဟိုတကယ်လက်တွေ့ လုံဆောင်နေဆိုရင်အနေထားမျိုးဒါတွေကအင်တန်မှာအားနေပါတယ်ကျွန်တော်တို့ pre impact မှာလေးပဲ preparation နေနေပါအတွက်ကြောင့်ဒီမှာပြန်ကြည့်လိုက်လို့ရှိရင် emergency လို့ခေါ်တဲ့အရေးပေါ်တုံ့ပြန်ရမယ် response လုပ်ရမယ်အနေထားမှာဆိုလို့ရှိရင်လည်းပဲဒါကအခုချိန်နေတဲ့နေထားနဲ့တော့အလုံးတတ်နိုင်သမျှတော့ဒါကြီးသူတွေချင်းချင်းဝိုင်းမျိုးလုံဆောင်ကြရဆိုပေမဲ့လည်းပဲအခုချိန်မှာ impact မှာအာကျွန်တော်တို့ဒီ response ရအောင်လေအမရကြိုင်အများကြီးဖြစ်နေပါသေးရပေါ့နော်အဖက်ဖက်ကဒီအသက်ရှင်ကြံခဲ့တဲ့လူတွေကိုလည်းပဲကျွန်တော်တို့ဒါကအစီအဲ မဖြစ်မနေအဲလူလူတယောက်အသက်ရှင်ရမယ်အမိုးကာတို့နောက်တစ်ခါကျအစားအစာဆေးဝါးအဲအရေးပေါ်ကျမတို့ဒီအသွေးသွင်းကုသမှုကနေစပြီးတော့ဒီအရေးပေါ်ကုသမှုပေါ့နော်ဆေးကုသမှုပေးနိုင်တဲ့နေသားမျိုးဒီအင်တန်မှာဒါနေတဲ့နေသားပေါ့နော်ဆရာဝန်ရတဲ့မလုံလောက်ဘူးဟိုရှိတဲ့ဒီကျမတို့ဒီကျမရေးစောင့်အောင်နေရာလေးငလင်းနေကြောင်ပြိုကြရပျက်စီးရဖြစ်ကုန်တဲ့အစုံပေါ့လေနောက်ဒါတွေပါမယ်နောက်တစ်ခါကျမတို့ response လုပ်ပြီးသွားပြီဆိုလို့ရှိရင်ဆရာမတော်ကဒီနောက်ထပ်ဆရာမတော်ထပ်ပြီးတော့ကြုံလာမှာ recovery ပေါ့နော်ပြန်လဲထူထောင်တာပြန်လဲထူထောင်နေဆွဲနေမှာဆရာမတော်ကဟိုအဆောက်အဦတွေပြန်ဟိုဟာဖြစ်တာထူထောင်တာဟိုလူတွေပြန်ပြီးတော့စူးစီးတာအဲ့ဒါတွေကဒီပိုင်းပေါ့ တခါကျမတို့ကဒီကျမရဲ့နေသားနဲ့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှင်ကျမရဲ့စနစ်ပါလေးပဲဒီငလင်တန်ကြောင့်ပြိုပြိုကျပြက်စီးသွားတဲ့စနစ်ကြီးတခုတော့ပြန်ပြီးတော့ recover လုပ်ပါဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ recovery အပိုင်းဒီမှာလေးပဲကျမအင်မတန်မှာဒီတိစောက်တယ်ဆိုညမှာဒီရုပ်ဝတ္ထုပစ္စည်းတွေ infrastructure တွေအပြင်ကိုအလူရင်အားတွေနောက်တစ်ခါကျတော့ကျမတို့ကဒီပညာပိုင်းဒီစနစ်ပိုင်းရပါတော့အာကျွမ်းကျင်တဲ့ဒီဒီပညာနောက်တစ်ခါကျတော့နောက်ပိုင်းထပ်ပြီးထပ်မဖြစ်ရလေအောင်ပေါ့နော်ဖြစ်လာတဲ့အနေအထားတွေကိုလည်းပဲကျမတို့ဘယ်လိုမျိုးအာဒါအကောင်းဆုံးဂိုင်တွေကြောက်မလဲဆိုတဲ့နေရာမှာဒီ recovery recovery အဆင့်ကိုကျွန်တော်ထည့်သွင်းပြီးတော့စဉ်းစားပြီးတော့ပြင်ဆင်ဖို့လိုတယ်ပေါ့နော်ပြီးတော့ဟာကျွန်တော်နောက်ဆုံးကျွန်တော် mitigation လို့ခေါ်တဲ့ short ချတာပေါ့နော်ဟိုဖြစ်လာပြီးသွားပြီးတော့ကျွန်တော်တို့ကဖြစ်လာတဲ့အနေအထားတွေအရင်မဆိုးရွားရလीအောင်ကာလကြာလာတဲ့ခါမှာကျွန်တော်တို့ဒီဟာတွေကိုသူများနိုင်ငံတွေကဘယ်လိုလုပ်ခဲ့တယ်လဲဆိုရဲနီးစနစ်တွေနမူနာယူပြီးတော့ဟာကျွန် mitigation လို့ခေါ်တဲ့ short ချရဲဆိုရဲလုပ်ငန်းစဉ်ပေါ့နော်ဒါကိုကျွန်တော်တို့က capacity building လို့ခေါ်တဲ့စွမ်းရည်မြင့်ခြင်းအဖြစ်ပြုလုပ်ရမှာဖြစ်ပါတယ်အဲ့တော့တိဆောက်ရင်းနဲ့ပဲ reconstruction လုပ်ခြင်း recovery လုပ်ရင်းနဲ့ပဲကျွန်တော်ဒီ capacity building ကိစ္စကိုသွားမယ်ပြီးတော့အဲ့ဒီမှာတခါထပ်ပြီးတော့ ော့အဲ့ဒါတွေကဘာအတွက်လဲဆိုရင်တခါပြန် A site ကလည်းလဲနေဦးမှာ pre impact လို့ခေါ်တယ်အဲနောက်ပိုင်းဖြစ်လာနိုင်တဲ့ကျွန်တော်တို့တဘာဝဘေးရည်နေပြီပေါ့နော် အားလုံးလည်းအခုချိန်မှာအဲနားလေကြာပြီးသားပေါ့နော်ဆိုရှယ်မီဒီယာတွေမှာလူမှုကွန်ရက်တွေမှာဒါတီကျွတ်တက်တိပညာရှင်တွေကဒါတောက်လျှောက်ပြောနေတာအရင်တော့ကလည်းပြောခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်ကြုံတွေ့ရတဲ့အတွက်ကြောင့်မလို့ဒီဟာတွေကျွန်တော်တို့ကြိုတင်ပြီးတော့ပြင်ဆင်ဖို့ရတဲ့အတွက်အားနေခဲ့တယ်နောက်ပိုင်းမှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့အနေထားပေါ့နော်ငလင်ကျော်လဲတဲ့တဲ့ပုံမှာကျွန်တော်တို့ထိုင်နေတဲ့ဒီမြန်မာနိုင်ငံအနေထားနဲ့ဆိုလို့ရှိရင်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ငလင်ကဲ့သို့သောတခြားသောသဘောဘီရဲ့အနေနဲ့ပဲရှိသေးတယ်အဲ့တော့ဟိုဟိုကိုမျိုးဆက်မှာဖြစ်ဘူးဆိုလို့ရှိရင်လည်းနောက်မျိုးဆက်မှာဘယ်လိုမျိုးဆက်မှာဒီ ရောက်စာကိုကြော်လာကြအောင်လေပေါ့နော်မြန်မာနိုင်ငံကြီးတို့တခြားကမ္ဘာမြေပေါ်မှာနေပြီးတော့ငလင်ကျော်လွတ်တဲ့နေရာကိုငါတို့တွေရွှေ့ကြမယ်ဆိုပြီးတော့လက်လို့ပါမရတာဒါကြောင့်ကျွန်တော်တို့ဒီ print impact ဒီ preparation ကိုလည်းပဲမဖြစ်မနေလောက်ဆောင်အောင်နေထားဖြစ်ဒါကြောင့်ကျွန်တော်တို့ဒီ design ကလည်းနေဆိုတာဒါကိုပြောချင်တာဖြစ်ပါတယ် disaster management လုပ်ဖို့အတွက်ကျွန်တော်တို့ဒီကျမကြီးတောင်းတာပညာရှင်တွေဘက်ကကျမကြီးဝန်ထမ်းတွေဘက်ကကျမကြီးလုပ်သားတွေရဲ့ဘိုင်းကအပြေအဝတောင်းလို့ရှိရဆိုတော့ကျမဒီ lecture နဲ့ဒီဒီဒီ slide နဲ့စာရေးစမှာပြောချင်ပါတယ်ပေါ့နော် အထင်ရှားဆုံးဥပမာပြပါဆိုလို့ရှိရင်ကျမတို့ recently ပေါ့နော်မကြာသေးမီ2010ခုနှစ်ဇန်နဝါရီလ12ရက်နေ့မှာဟီတီနိုင်ငံအာမှာငလျင်ပေါ့နော်အင်အားကျမတို့ပြင်းအားခုနှစ်နော် magnitude ကျမတို့အခု2025ခုနှစ်မြန်မာနိုင်ငံအဲ March လမှာဖြစ်သွားတယ်ပြီမြန်မာနိုင်ငံမှာဖြစ်တဲ့ဟာကျမတို့အင်အားအဲ9.9ပေါ့နော်ကျမတို့လောက်မများဘူ အဲအဲ့ဒီမှာသူကဘာဖြစ်လဲဆိုတော့အဲ့ဒီအဲငလျင်ဖြစ်ပြီးတဲ့အချိန်မှာလူတွေကလည်းပဲတိမ့်နေစီပေါ့နော်လူနှစ်သိန်းကျော်လောက်တည်စီပြည့်စီးတယ်။နောက်ဒီမှာလည်းမြင်ရတာပဲလုံးဝ သူတို့ရဲ့မျိုးကလည်းပဲအဲဒီမှာလောကဟိုပါအတုတ်တန်ဒဇန်ချင်းလို့ဖြစ်နေရပေါ့နော် အကုန်လုံးပြိုကျပြက်စီးပြီးတော့ခါကြတော့မျိုးတော်ပါပေါ့နော်သူတို့တွေကကျတော့မျိုးတော်ပါအထီးကပီတယ်ဖြစ်တဲ့အဲသူတို့ရဲ့ဒီမျိုးတော်ပေါ့လေအဲဟိုပါဟီတီမျိုးတော်ပါထီတာပေါ့နော်ကျွန်တော်မြန်မာနိုင်ငံဆိုလို့ရှင်တော့ကပီတယ်ဖြစ်တဲ့ဒီရန်ကုန်ကတော့အလောက်ကြီးမဆိုးရွားဘူးပေါ့လေအဲ့တော့ဒီမှာသူတို့ကမဖြစ်သွားလဲဆိုတော့အဲဇန်နဝါရီမှာစပြီးတော့ဒီ earthquake ဖြစ်လိုက်တယ်ပြီးတော့ခါကျတော့10လလောက်ကြာတဲ့ခါမှာအော်တိုဝါမှာသူတို့နိုင်ငံမှာဘာရောက်လာလဲဆိုတော့ cholera ရောက်လာတယ် ဲ့တော့အဲ့ဒီကော်လရာရောက်လာတာဆိုလို့ရှိရင်ဒီငလျင်ကြောင့်မလို့ဖြစ်တဲ့အဲကျွန်တော်ရှင်းပြပြောခဲ့တဲ့ဒီကုသယောဂါပေါ့နော်အဲ ဖြစ်တဲ့ဖြစ်သွားပြီးတော့ကူးဆက်ပြန့်နှံ့တဲ့အနေအထားလဲပါနိုင်တယ်။ဒါဟာသူတို့ကဘယ်လိုမျိုးယုံကြည်ကြလဲဆိုတော့ဒါတချို့တော့ဒီအဲဒီအဲကျွမ်းကျင်တဲ့လူတွေကပြောတာအကြတော့ဒီ UN troops တွေပေါ့နော် UN အဖွဲ့တွေကနေပြီးတော့သူတို့ရှိကိုလာပြီးတော့ဒါကေဆေးကူတာရေးလောက်ကြရဲဆိုတဲ့နေရာမှာသူတို့တွေရရင်တစင်ပါလိုက်ပေါ့။အဲ UN troops တွေကဆိုတော့ဒီဘောဘကရောက်တယ်လို့ပြောတယ်။အဲဘာပြောပြောကျွန်မတို့ကဘယ်လိုပဲဖြစ်ဖြစ်စီကျွန်မတို့အဲဒီလိုမျိုးအဲ ကတ်ယောဂါတွေဆိုတာနှီးပေါင်းစုံနဲ့ဖြစ်လာနိုင်တယ်ဒီဒေတာတွေမှာဆရာတို့ယူဝါနိုင်ငံလိုမျိုးရှေ့ရလဲဆိုတာပြောခဲ့ပြီးသားကျိုတင်ပြင်ဆင်မှုပြိုတင်ပြင်ဆင်မှုရဲ့ရှေ့နေပြီးသားအစာအုပ်နောက်နှီးစနစ်တွေအားနဲ့ဖက်ဖက်ကအားနဲ့အတွက်ကြောင့်မလို့ရေကုသယောဂါပြန့်နှံ့မှုတွေကနည်းနည်းများရှိလာမှာဖြစ်ပါတယ်ဒါကြောင့်ဆရာတို့လက်ခံရမှာဖြစ်တယ်ဒါကြောင့်မလို့ဆရာတို့သူတို့လိုမျိုးဖြစ်လာခဲ့ပြီဆိုလို့ရှိရင်ဆရာတို့ဘယ်လိုမျိုးအကင်ပြင်ဖြစ်ရှင်းကြမလဲဆိုတာရေသူတို့တော့ဘယ်လိုမျိုးအကြုံတွေ့ရတယ်ဆိုတဲ့နေသားလေးကိုလည်းပဲဆရာတို့အနေအနေချင်းအဖြစ် အဲ idea ရအောင်လေ့လာထားရမှာပေါ့နော်။ဘာလို့လဲဆိုတော့ကျမတို့ကနေပုံစံချင်းမတူသူတို့နေသားဒီနေသားနေအဲကျမတို့နေသားနေမတူသူတို့နိုင်ငံမှာတကယ်တော့ political crisis ကြီးကျမတို့နိုင်ငံလူတော့ရှိတာတော့မှန်နေဒါပေမဲ့လည်းပဲအဲဟိုဟာပေါ့အဲဖက်ဖက်ကကြည့်မယ်ဆိုလို့ရှင်တော့ကွာခြားချက်တွေရတော့ရှိတယ်။ဒါကြောင့်ကျမတို့ကဟိုဖြစ်လာမယ်ဆိုလို့ရှင်လည်းပဲဒီယောဂါတွေကိုဘယ်လိုမျိုးအကောင်းဆုံး kind ဖြစ်ချင်းကြအောင်လဲဆိုစဉ်းစားရဆိုတဲ့နေရာမှာသူများတွေဘယ်လိုမျိုးအကြုံတွေ့ရရဲဆိုတဲ့အချက်လက်ကတော့မဖြစ်မနေကျမတို့ထည့်သွင်းစဉ်းစားရမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ဟို2010ခုနှစ်မှာစပြီးတော့ဒီဥစ္စာကို အဲတွေ့ရပေါ့လေဒီကောလရာကဒီ outbreak ကြီးဖြစ်နေပြီဆိုတဲ့ဟာကိုတွေ့ရဒါပေမဲ့ဗာလဲဆိုတော့နောက်နှစ်ပေါင်း10နှစ်ပေါ့နော်2010နောက်နဲ့2020လောက်ကြာတဲ့အခါမှာသူတို့ပြန်ပြီးစစ်တမ်းကောက်လိုက်တဲ့အချိန်မှာအဲ့ဒီကောလရာဆိုလို့ရှိရင် eradicate လုပ်လို့မရဘူး eradicate လုပ်လို့မရဘူးဟိုအဖက်ဘက်ကဒီ fan နေပေါ့နော်ငွေကြေးအားနေရတွေပါတယ်တခြားသောကျွန်တော်အကြောင်းအရာတွေအကောင်လုံးပေါင်းလိုက်ပြီးတော့ခါကြတော့ဒီတည်ကျေပြက်စီးရာတွေ infrastructure တွေမလုံလောက်တာတွေအစုံပေါ့နော်အဲ့အရာကြီးလည်းပါတယ်ဆိုတော့ထင်းချိုးမှအင်မတန်ခက်ခဲပြီးခါကျွန်တော်မဖြစ်သွားလဲဆိုတော့ခါကြတော့ဒီသားရဲမှာကောလရာကဒီအပေ damage ဖြစ်တဲ့နေရ ားတဲ့ခါကျတော့ endemic ပုံစံမျိုးတီဖြစ်သွားတယ်လို့ဆင်မတို့အဲဒါဟိုကပေါ်နလေးလာလို့ရပြောချင်တာဆင်မတို့ကိုလိုရာလားအော်ဟေဒီမှာလားကိုလိုရာဖြစ်နေပြီလေ endemic ပဲဆိုတဲ့ဟာမျိုးပေါ့နော်ဆင်မတို့ဒီ HIV တို့ TB တို့ malaria လို့လိုမျိုးဒေသတွေမှာဒီဥစ္စာအများကြီးရှိရဲဆိုတဲ့ဟာမျိုးဖြစ်သွားတယ်လို့ဒါကစီမကောင်းစီကဆင်မတို့သိရတာပေါ့ဒါကဘာလဲဆိုလို့ရှိရင်ငလင်းတန်ကျတော့ဆင်မနောက်ဆက်တွဲပေါ့နော်ကိုယ့်ရဲ့ generation မှာဖြစ်လို့ဆိုလို့ရှိရင်ပဲကိုယ့်ရဲ့နောက် ကိုယ့်ရဲ့ဟိုကက်ရက် generation တွေမှာဒီဒဏ်ကိုအကြီးကျယ်အလိုလေခံစားရမယ်ဆိုရင်ဒါကိုဆရာမတို့ကကြိုတင်ပြီးတော့ dresser ထားဖို့လိုတယ်ဆိုတဲ့ဟာလေးဆရာမပြောချင်တာဖြစ်ပါတယ် ဒီမှာကျမတို့ဒီယောဂါတွေကိုဒီလိုမျိုးအဲ10နှစ်ဆိုလဲ10နှစ်ပေါ့နော်တောက်လျှောက်ကျမတို့စောင့်ကြည့်ဖို့အတွက် system တွေချဖို့လိုလာပြီ proper disease surveillance system ပေါ့ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျမအရှိပိုင်းကပြီးခဲ့တဲ့2024ခုနှစ်ကျမတို့မြန်မာနိုင်ငံမှာအဲဒီမုံတိုင်းနောက်တစ်ခါကျတော့ရေကြီးခြင်းပေါ့နော်ဒါတွေနဲ့ကျမတို့ချိန်ဆက်ပြီးတော့ခါကျ Cholera ကြောင့်ဆွေးနွေးရတုန်းကလည်းပဲဒါကိုကျမထည့်ပြောခဲ့ပါတယ်အဲ့တော့ disease surveillance system ဆိုတဲ့နေရာမှာကျတော့ data တွေမှာယောဂါတစ်ခုပြန့်နှံ့နေပြီကူးစက်နေပြီဆိုတာကိုစောင့်ကြည့်ရဆိုတဲ့နေရာကျမဘာမှမလုပ်ဘူးအပေါ်စီးကနေပြီးစောင့်ကြည့်မှာဘယ်ကနေပြီးတော့ယောဂါတွေကဟုတ်ပြီဝမ်းသွားတယ် ယ်ဝမ်းသွားတယ်ဝမ်းသွားတယ်ဆိုတာဖြစ်လာပြီဟုတ်ပြီဒီနေရာကလာဒါမို့လို့ရှင်ရက်ကဒီနေရာတခုတည်းရက်ကွက်တခုတည်းကလာဒါမို့လို့ရှင်နေတခြားမြို့နယ်တွေပြန်နေပြီပုံစံဟောတူလာဖြစ်တဲ့လူပုံစံအနေထားတွေကဟောဟိုဟာကလေးတွေပါဖြစ်တာလူကြီးမှဖြစ်တဲ့အစတည်းဆံပြဆံပေါ့ဒါတွေကိုနောက်ရှာစောင့်ကြည့်ကြမယ်ပေါ့နော်ဆိုတော့စောင့်ကြည့်ပြီးတော့ဟာကြမှာပဲဒီဒေတာမှာဘလောက်ထိရတော့ဖြစ်နေပြီဟုတ်ပြီဒါကတော့ outbreak ဖြစ်နေပြီဒါမို့လို့ရှင်လည်းအပီဒမစ်ကိုဖြစ်နေပြီဒါမျိုးတွေဆံပါတော့အမြန်အမြန်ဆန်နေတည်ပြီးတော့ဟာကြတယ်မြန်စွာဒါ response လုပ်နိုင်မှာဖြစ်တယ်နောက်တစ်ခါကျတော့ခုနကပြောဆိုမှာဒေတာအာနာပိုင်းနေဒါကကျမ်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းနဲ့ချိတ်ဆက်ပြီးတော့ဟာကြတော့ဒါတွေကို အမြဲမပြတ်စောင့်ကြည့်ရဲ့လောဟာကြီးလုပ်ပြီးတော့ခါကျတော့လိုအပ်တဲ့ response တွေပြီးနိုင်မှာအဲဒီမှာလည်းကျွန်တော်တွဲဖက်ပြီးတော့ခါကျတော့ယောဂါကြီးအရင်ကပြတ်နေနေပြီဆိုလို့ရှိရင်ကျွန်တော်တို့ကာကွယ်ဆေးထိုးတယ်ဆိုတဲ့ကိစ္စလေးပေါ့နော်ကာကွယ်ဆေးတွေထိုးတင်ပြီးတော့ဟိုကာကွယ်ရဆိုတဲ့ဒီစီးဝါပြင်ဆင်မှုတွေပြင်ကာကွယ်ဆေးထိုးတယ်ဆိုတဲ့ကိစ္စလေးတွေမှာကျွန်တော်ချိန်ဆက်ပြီးတော့ဆက်ဆက်လက်ပြီးတော့စဉ်းစားမှဖြစ်တယ်။ရင်တော့ကျွန်တော်ကိုရိုနာနဲ့ပတ်သက်ပြီးတော့ဒီကာကွယ်ဆေးနဲ့ပတ်သက်ပြီးတော့နောက်နောက်ပို့ထားခဲ့တဲ့ဟာတွေကအခုချိန်မှာကျွန်တော်တို့ကရှေ့တန်းတင်ပြီးတော့ခါကျတော့ကိုရကာကွယ်ဆေးကတော့ဒါဘယ်အုပ်စုတွေကတော့မဖြစ်မနေဂျူတင်ဟိုကာကွယ်ပြီးတော့ထိုးထားရမယ်ဂျူတင်ကာကွယ်ပြီးတော့ပေးထားရမယ်ဆိုရဲအနေထားမျိုးတွေကျွန်တော်စဉ်းစားရမှာပ เนาะဒါကျွန်တော်တို့ဥပမာနည်းပြောပြရဖြစ်ပါတယ်ဟိုဖြစ်လဲဖြစ်နိုင်တဲ့အနေအထားမျိုးတွေများစွာရှိတဲ့အတွက်ကြောင့်မို့ဖြစ်ပါတယ်နောက်ဟိုအခုလိုမျိုးကျွန်တော်တို့ဒီ heaty လိုမျိုးဒီ coastal area ပေါ့သူနိုင်ငံကကြတော့အဲသူကကန်းဟိုပါပေါ့နော်ပင်လယ်နဲ့နေရတဲ့ကြောင့်သမုတ်တရားပေါ့နော်ဒီဟာနဲ့နေရတဲ့နေရာတအားများတော့ခါကြတော့အာဒီသူတို့ရဲ့ဖြစ်တဲ့ပုံစံပေါ့နော်အဲအဲ့အရာတွေကိုကျွန်မတို့ကအာချင်းကပ်ပြီးတော့ခါကြတော့ကိုယ်နိုင်ငံနေထားနေလေးပဲဒါလည်းရညွှန်ပြဖြစ်တဲ့ပုံစံပြန်ပြန်လဲပြီးတော့ဒါပြင်ဆင်တဲ့နေထားမျိုးလောက်အောင်မှာဖြစ်တယ်ပေါ့အဲ့တော့ဒီမှာကသူကအာ ူးဆက်ရောဂါဖြစ်သွားတဲ့ဒီ case တွေကိုကျွန်တော်အချိန်တိုတွင်းမှာတွေးရှင်းအောင်ရှာဖွေဖို့အတွက်လိုအပ်တယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့အချိန်တိုတွင်းဆိုရနေရာမှာဘလောက်လဲနိုင်ယွမ်းတွင်းလားဂျပိုင်းတွင်းလားဒါမှမဟုတ်ရက်သက်တဲ့နေငယ်တွင်းလားပေါ့အဲ့ဒါကိုကျွန်တော်တို့ကကန့်သက်ထားဖို့လိုအပ်တယ်ပြီးတော့ဟာကျတော့အဲ့ဒါကိုကြည့်တော့ဟာကြည့်ပြီးတော့နောက်ပိုင်းဘာဖြစ်လဲဆိုလို့ရှင်ကျွန်တော် disease trend လို့ခေါ်ရဲယောဂါရဲ့လာရပေါ့နော်ဘယ်ဘက်ကိုသွားနေရလဲယောဂါကအရင်များလာလားဒါမှမဟုတ်ရှင်လည်းပဲနည်းနည်းလေးအချိန်နည်းနည်းလောက်ဖြစ်လိုက်တယ်ပြီးတော့ဟာကျတော့တက်တာဝါလာပေါ့နော်သူကသူ self limiting ဖြစ်သွားတဲ့ဟာမျိုးလားပေါ့နော်အရင်ပြင်းထန်တဲ့မျိုးစိတ်မျိုးတွေများဖြစ်နေမလားဒါကိုတောက်ရှောင်းဆောင်ကြည့်ဖို့လိုအပ်တယ် အဲစောစီးဆိုတာကျွန်တော်တို့တတိပြုကာဝဲစွဲညမှာဒီခုငလင်ပေါ့လေအဲ့တော့ငလင်ရဲ့ကျွန်တော် early warning system တို့ကျွန်တော်တို့ကရှိထားရမယ်ပေါ့လေအဲ့တော့ဟိုမရှိဘူးဆိုလို့ရှင်ရောတခြားဆိုကျွန်တော် early warning ကိုကျွန်တော်ငလင်တခုမဟုတ်ဘဲနဲ့တခြားဆိုကျွန်တော်အဲဘာတွေလုတ်ထားလို့ရမလဲပေါ့နော်ဒါတွေကျွန်တော်တို့ကတစည်းစာပေးတဲ့ system မှာတွားပြီးတော့အသုံးချမှာဟိုဖြစ်တယ်ပေါ့နော်အဲ့တော့ ပြီးတော့ကျမတို့ကာဝဲစီထူရဲ့ကိစ္စတွေလည်းပဲအဲဒါကဒါချိတ်ဆက်ပြီးတော့ခါကြပြင်ဆင်ထားဖို့အတွက်လိုအပ်တယ်အဲအရင်တော့ကလုပ်ခဲ့တဲ့ကျမတို့ strategy ပေါ့နော်ယောဂကာဝဲထိန်းချုပ်ရေး strategy တွေရှိရဆိုလို့ရှိရင်လည်းဒါကိုကျမတို့ပုံပုံပြီးတော့စနစ်ကြကောင်းပေါ့ဟောင်းလက်တွေ့နဲ့ကညီအောင်လို့ဘယ်လိုမျိုးပြင်ဆင်ပြီးတော့ရေးဆွဲချမှတ်မလဲဆိုတာကိုလည်းပဲအဲကျမတို့ကဒီအဲတောက်လျှောက်ပေါ့နော်လှုပ်လာတဲ့ဒီ case တွေ detection case detection ကနေစပြီးခါကြတော့အစဉ်အဆက်ပြုလုပ်ခြင်းအဖြစ်ဒီစနစ်ကပိုပြီးပုံပေါ်လာမှာဖြစ်တယ်ပေါ့နော်အဲ့လိုအဖြစ်ကျမတို့ဒီမိမိတို့ရဲ့ဒီ data တွေမှာပြီးသူကျမရဲ့အခုဆက်ယောဂ ပြန့်နှံ့မှုတွေပေါ့နော်ကျွန်တော်ကော်လရာတွေမဟုတ်ဘဲနဲ့တခြားသောကျွန်တော်တို့ဒီအဲ ငလျင်ကြောင့်ဖြစ်တဲ့လေကျွန်မရှိရဆွေးနွေးခဲ့ပြီးယောဂတွေပေါ့ဥစားယူလမ်းကြောင်းယောဂအသက်ယူလမ်းကြောင်းဆိုင်ရာယောဂအကုန်ပေါ့နော်ကျွန်မကုသယောဂတွေ bacteria virus တွေ fan fungal တွေပေါ့ infection တွေအကုန်လုံးကိုကျွန်မစစ်ဆေးရှောင်ဝင်တယ်မှာဖြစ်ပါတယ်အဓိကနေလာတော့ကျွန်မခုနရှေ့ရပြောရတဲ့မှာလည်းပါတယ်အဲဒီ data အနာပိုင်းတွေပေါ့နော် data အနာမဆိုရင်အမအုတ်ချုပ်ကြီးနောက်တစ်ခါကျတော့ဒီ bio resilience ရအပြင်ဥကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဟာကြောင့်နှီးနွယ်တဲ့ဒီဟိုပါပေါ့အနာပိုင်းအဖွဲ့တွေနောက်ကြည့်ချက်အုတ်ချုပ်တဲ့လူတွေနောက်တစ်ခါကျတော့ဒီစနစ်ကိုကနေဦးရေကစပြီးတော့အ ကနဦးတည်းကကျွန်တော်တို့ဒီ review ဟာပေါ့နော် strategy ရဲ့အတိုင်းလှုပ်ဆောင်နေတဲ့တကယ် action လုပ်နေတဲ့အဖွဲ့အစည်းတွေရှိမယ်နောက်တစ်ခုကမြေမှာလက်တွေ့ကျွန်တော်လှုပ်ရှားပြီးတဲ့အဖွဲ့တွေ volunteer groups တွေရှိမယ် rescue team တွေရှိမယ်နောက်တစ်ခုကကျွန်တော်ဒါတွေနဲ့ကျွန်တော်ချိတ်ဆက်ပြီးတော့အစိုးရဒါမှမဟုတ်ရှင်တဲ့အစိုးရမဟုတ်တော့တခြားဒေသအနာပိုင်းအဖွဲ့ချင်းချိတ်ဆက်တဲ့နေရာတွေရှိမယ်ပေါ့နော်အနေထားတွေရှိမယ်ဆိုတော့အဲ့လိုမျိုးလူတွေချင်းကျွန်တော်အများအားအဲ information နဲ့ exchange လုပ်နေရမယ်ငါတို့မှသိထားလေအာ ငါတို့မှသိထားလေအဲဟိုသူတို့ဒေတာမှာဘယ်လိုဖြစ်နေလဲငါတို့ဒေတာဘယ်လိုဖြစ်နေလဲပေါ့နော်နိုင်ငံနိုင်ငံတွင်းမှာပဲဒါမှမဟုတ်ရှင်လဲကျွန်မတို့ဒါနေသားကြီးတစ်ခုတွင်းမှာပဲပြည်နယ်တစ်ခုတွင်းမှာပဲအချင်းချင်းကိုကျွန်မတို့အမြဲတမ်းမြို့နယ်ချင်းချင်းခရိုင်ချင်းချင်းချိတ်ဆက်ပလင်နေရမှာဖြစ်တယ်ဒီ information အဖြစ်လဲပဲဒီနေ့ကတော့ဘာဟွာတွေတွေ့နေပြီပေါ့နော် case ကတော့ဘာတွေတွေ့နေပြီအဲဒါကိုကျွန်မတို့ဒေတာတွင်းမှာရှိတဲ့ CEO ကိုတို့ဒါမှမဟုတ်ရှင်လဲကျွန်မကြီးစောင့်ရှောက်တဲ့ဌာနပေါ့နော် emergency shelter တို့အဲ့လိုနေရာမျိုးတွေကဒါအဲ တာဝန်ရှိတဲ့ပုံကိုယ်တွေကနေတစ်ဆင့်အများနဲ့အချင်းချင်းကိုပြန်လည်ချိတ်ဆက်ပြီးတော့ပလဲနေတဲ့ဒေတာမျိုးတွေရှိရမှာပေါ့နော်အဲအဲ့ဒီ information exchange လုပ်တဲ့ဟာကဒါလည်းကျွန်တော်တို့အကောင်းဆုံး competition နိုင်နေကျွန်တော်တို့ niche စနစ်တစ်ခုဖြစ်တယ်ပေါ့နော်ကျန်တဲ့ niche စနစ်တွေနဲ့ကျွန်တော်တို့ social media တွေမှာပြောတာနောက်တစ်ခါကျတော့ကျွန်တော်တို့ဒီသတင်းဌာနတွေပေါ့နော်ဒါဟိုယုံကြည်ရတဲ့သတင်းရင်းမြစ်ဌာနတွေရတဲ့တစ်ဆင့်ကျွန်တော် information ရယူရတာဒီပိုင်းပေါ့ဒါပေမဲ့လည်းပဲတကယ်ကြီးကြီးလက်တွေ့မှာလှုပ်ဆောင်နေတဲ့နေသားတွေနဲ့အဲဒါတွေကျွန်တော်တို့ဟိုနောက်ဆုံးပေးပေါ့နော် case တစ်ခုပေါ့မမျိုးနယ်တစ်ခုဆိုလို့ရှိရင်မန်လေးမျိုးဆိုလို့ရှိရင်မန်လေးမျိုးနယ် အတွက်ကို case detection လုပ်ပြီးရောခါကျ case report လုပ်တဲ့ center ရှိမယ်ပေါ့နော်အဲ့ center ကတာဝန်ရှိတဲ့ပုံကိုယ်ကြီးပေါ့နော်ကျမကြီးအဲတခြားတော့ကျမတို့အဲ jewelry အုပ်ချုပ်ကြီးကဒါ တာဝန်ရှိတဲ့လူတွေနဲ့တခြားသောကျွန်တော်တို့မြို့နယ်ကတာဝန်ရှိတဲ့လူတွေပေါ့ဒါမှမဟုတ်ရှင်မန်လေးတိုင်းအတွင်းမှာပဲခင်ရိုင်းချင်းချင်းမြို့နယ်ချင်းချင်းချိတ်ဆက်ပြီးတော့ခါကျလှုပ်ဆောင်ပြီးရဲ information sharing information exchange လုပ်တဲ့ပုံစံမျိုးတွေရှိမလားပေါ့အဲ့ platform တွေကတည်းကကျွန်မအမြဲတမ်းအဲဒီဥစ္စာတွေတည်နေရမှာပြီးတော့ခါကျတော့ဒါကိုကျွန်မတို့တခြားဒေသတွေအားလေးအမြဲတမ်းအလက်လုပ်ပြီးစောင့်ကြည့်နေရမှာပေါ့နော်မန်လေးဆိုမန်လေးတခုတည်းပဲဖြစ်တာပေါ့ခင်ဗျကျွန်တော်ရန်ကုန်ရောတခြားသောအဲတခြားသောရှမ်းပြည်ရောအကုန်လုံးပေါ့နော်အဲ့နေရာကဒေသအာဏာပိုင်ဒီတာဝန်ရှိတဲ့လူတွေကလည်းအမြဲအချင်းဒီဥစ္စာအလက်လုပ်ထားမှာပေါ့နော်ဟိုလိုအပ်လို့ကျွန်မတို့ဒီအကူအညီပေးရေးကိစ္စ စ္စတွေနောက်တစ်ခါကျတော့ဒီတက်ပို့ပြီးတော့ကောင်းမွား viewer ချမှတ်ရေးကိစ္စတွေပညာရှင်တွေပြင်းပြပါပညာရှင်တွေ ਨੇ ခြေဆက်တိုင်ပြီးတော့ဟာကျတော့ဒီကိစ္စတွေကိုကနေပြင်ရှင်းဖို့အတွက်အမြဲလှုပ်ဆောင်နေမှာဖြစ်ပါတယ်ဆိုတော့ဒါကပါလဲဆိုကျွန်တော် property surveillance system ရဲ့အနေအထားဖြစ်တယ်အဲတော့ဒီလိုလုံးမှသာလေကျွန်တော်တို့ဒီရေးရှိမှာဒါခံနိုင်မှာဖြစ်တယ်ပေါ့မဟုတ်လို့ရှိရင်ဒီအဲဒီ information တွေအောက်တာတဲ့တင်ကိုပဲဘာမှမသိရတော့ဘင်းနဲ့ဒါဂျားထဲမှာဒီ disease နဲ့ပတ်သက်တဲ့ service system ကြီးကွင်းဆက်ကြီးပြတ်နှက်ပြတ်သွားမယ်ဆိုရင်ဒီသားမျိုးကျွန်တော်တို့ဂျူတီမျိုးစဉ်းစားထားဖို့အတွက်လိုအပ်ပါတယ် ဒါကကျွန်မတို့ surveillance system ဆိုတဲ့အနေအထားလေးကိုရှင်းပြချင်တာပေါ့နော်အခုကျွန်တော်ပြောရင် infectious disease တွေအပြင်တခြားသောကျွန်မတို့ကငလျင်ကြောင်းမလို့ဖြစ်ပေါ်လာနိုင်တဲ့အဲတခြားတခြားသောကျွန်မတို့ဒီဟိုပါပေါ့ပြဿနာတွေကိုလည်းဒါရှောက်ဆောင်ကြည့်ဖို့လိုပါတယ်အဲ့မှာဘာတွေပါလဲဆိုလို့ရှိရင်နာတာရှည်ရောဂါ chronic disease တွေဘာတွေဖြစ်နေလဲ injury တွေဘာတိကျတန်ရာမှုတွေကတော့အများဆုံးဖြစ်တယ်လေပေါ့နော်သွေးသွင်းကုသမှုတွေအများအဲဘယ်လောက်ထိလိုအပ်နေတဲ့ဒီသားမျိုးတွေရှိလဲပေါ့နော်သွေးသွင်းမှုတွေဘယ်လောက်ရှိလဲဒါတွေကိုအဲ ကြာလာတဲ့အခါမှာဆိုအေးပေါ်အေးပေါ်အဲကာလာတခုကြောဖြတ်ပြီးတော့ဟာကြာတော့ဘလောက်ဒီစမတ်ဆက်တက်ပြီးထိန်းထားဖို့လိုပါလေပေါ့ဒီ injury တွေကဘလောက်ဒီကြာကြာ impact ကြီးရှိနေမှာလေဒါခါကျမတို့ health service update လေးပေါ့နော်ဘလောက်ဒီကျမကြီးစောင့်ရှောက်မှုတွေကလိုအပ်နေအောင်ပါလေပေါ့နော်ဒါတွေကိုကျမတို့ဆက်လက်ပြီးတော့ဖြည့်ဆည်းဖို့အတွက်ဆိုလို့ရှင်ရော အာတီရင်ပြပါအကူအညီဘယ်လောက်ထိရလိုလိုနိုင်မလဲပေါ့အဒီကတော့ funding ပေါ့နော်ငွေစည်းအထောက်ပံ့တွေဘယ်လောက်ထိကျမတို့ရရှိနိုင်မလဲဒါကကျမတို့ vector distribution လို့ခေါ်တယ်ကျမရှိရလိုက်ပြောခဲ့ပြီးသားဒီငလျင်တန်အကြောင်းမလို့ပေါ့နော်အခုကျမတို့ဆိုလို့ရှိရင်ဒါတဘာဝငလျင်အာ အရင်တော့ကရှိခဲ့ဘူးတဲ့ဒါယောဂဖြစ်ပွားမှုတွေယောဂပြန့်နှံ့မှုပုံစံအနေထားတွေပြောင်းသွားမယ်အဲဒီငလျင်ကြောင့်မလို့ကျွန်တော်တို့ဒီအဆောက်အဦတွေပြိုကျတာပြည့်စည်တာတွေရှိမယ်နောက်တစ်ခါကျတော့ကနေဦးလုပ်ခဲ့တဲ့ယောဂတင်းဆိုးတဲ့ခွင်းဆက်တွေပြတ်သွားပြီးခါကျတော့အဲဘယ်နေရာမှာဘယ်ဘယ်နေရာပြပစ္စည်းဘာဘာဘလို့အကောင်မျိုးတွေဘလို့ယောဂမျိုးတွေအဲဘလို့အင်းဆက်ပိုးမွားတွေကပြဿနာပေးတတ်တဲ့ဇွဲဟာမျိုးတွေမဟုတ်တော့ဘဲနဲ့ပုံစံတွေပြောင်းလာမယ်ဒီကတော့ကျွန်တော်တို့ရေပေါ့နော်ရေစနစ်ပေါ့ရေပေးဝေတဲ့စနစ်တွေဒါပြည့်စည်သွားတဲ့အတွက်ကြောင့်မို့အဲ့ရတဲ့စင်မှာကျွန်တော်တို့အဲ့ရအဲ့ဒီအဲအဲရေ းကိုအခြေခံပြီးတော့ခါကြတော့အဲပြက်ပြဿနာဖြစ်ပေါ်တဲ့ဒီအနေအထားတွေပေါ့နော်အဲချင်းပေါက်တဲ့နေရာတွေအကုန်ပေါ့နော်ဒါတွေဆိုတော့အမြင်ဟိုအရင်တိုင်းမဟုတ်တော့ဘဲနဲ့ပုံစံပြောင်းသွားမယ်ရက်ဗတာဒီစထရီဘူရှင်းတွေပြောင်းသွားပြီဆိုလို့ရှိရင်ဒစီဒစီဘူရှင်းတွေလည်းလိုက်ပြီးတော့ပြောင်းလာမယ်ဒါကိုလည်းပဲကျွန်တော်တို့စာပေလည်းလုပ်ဖို့အတွက်လိုအပ်တယ်ဒါကဆိုတော့ environmental hazard ပေါ့နော်အရင်တုန်းကဖြစ်ခဲ့တဲ့ဒီ ပဝင်းစဉ်ဆိုင်ရာဒီနေထားရပေါ့ငလင်ဆိုလို့ရှိရင်လည်းငလင်ဆောင်လို့ကျွန်တော်တို့မြင်နေရအပြောင်းလဲဖြစ်သွားပြီဟာအဲ့ဒါကျွန်တော်ရာသီဥတုအပြောင်းလဲတွေကဆက်လက်ပြီးဖြစ်ပေါ်လာပြီဆိုတဲ့ဟာမျိုးလေးတွေဆက်လက်ပြီးတော့ surveillance လုပ်ဖို့လုပ်မယ်ပေါ့ surveillance စစ်ဆေးဆိုရင်ဒီမှာကျွန်တော်တို့ကျန်းမာရေးအပိုင်းတွေမဟုတ်ဘဲတခြားသောအပိုင်းတွေအားလည်းပဲဟိုချိတ်ဆက်ပြီးတော့ဟာကျွန်တော်စဉ်းစားပြီးတော့အားလုံးပူးပေါင်းဆောင်ရွက်ပြီးတော့အခုအခုမျိုးကျွန်တော် authority ရဲ့ချင်းချင်းအိမ်စိမ်းလုပ်နေဖို့အတွက်လိုအပ်တဲ့ဆိုတဲ့ဟာလေးကိုကျွန်မကထောက်ပြချင်တာဖြစ်ပါတယ် early warning system ဆိုလို့ရှိရင်ကျွန်တော်တို့ငလင်းနဲ့ပတ်သက်ပြီးတော့ဒါမျိုးလေးကျွန်တော်တို့အဲရှိတတ်တယ်ပေါ့ဒါလေးကကျွန်တော်တို့ channel တစ်ခုကနေပဲ reference ယူထားတာသူရဲ့ principle ကတော့ဒီတိုင်းပေါ့လေအဲအခုကျွန်တော်တို့လူကျန်းမာရေးထားလိုက်ဆိုလို့ရှိရင်လည်း hospital တွေမှာဒီ early warning system ကိုကျွန်တော်တို့တစ်ခုရှိရမယ်ပေါ့နော်တကယ်တော့ကျွန်တော် early warning system ပြောညံမှာငလင်းကတော့တကယ်နေ့စနစ်တိုင်းဆိုလို့ရှိရင်တော့ second mile လောက်အတွင်းဂျိုပြီးတော့တည်တယ်ပေါ့လေဒါပေမဲ့အဲဒီ second mile လောက်ဂျိုတည်တဲ့အဲအနေထားကဒီမဲ့တော်တော်လေးကျွန်တော်တို့ငလင်းချောင်းလို့ဖြစ်တဲ့ impact တွေကိုကာကွယ်နိုင်တယ်ဆိုပြီးတော့ဒါသုတေသနအဲ channel တွေရတော့ကျွန်တော်တို့ ားဘိုးတူတာတွေအဲအရာတိရတယ်ပေါ့နော်ဆိုတော့ဘာဖြစ်လဲဆိုလို့ဒီကျမတို့ကဒီငလင်းစင်တာအပီစင်တာတွေကနေဘလောက်ဝေးရဲဆိုတာကြီးနောက်တစ်ခါကျဘလို့ပြင်ရမျိုးရှိနိုင်လဲဆိုတဲ့နေရာအနေထားမျိုးတွေကျမတို့တိကြိုပြီးသိနိုင်လဲဆိုလို့ရှင်ကာဝင်နိုင်လဲဆိုပေမဲ့ကျမတို့လို့အခုလက်ရှိမြန်မာနိုင်ငံနေထားရဲဆိုလို့ရှင်တော့ early warning system ကိုအဲကျမအခုတိတလောက်ကတော့မရှိဘူးလို့နားလည်ထားတယ်ဒါကြောင့်ကျမတို့ဒီဓာတ်မျိုးမရှိလို့ဆိုလို့ရှင်ကျမတို့အတွက်ပြစ် online နောက်ဆက်တွဲ impact ကကြီးမားမယ်အရေရောရေရှိ impact တွေကြီးမားမယ်ဆိုတော့နားလည်ထားမှာဖြစ်တယ်ပေါ့ဒါနဲ့ပတ်သက်ပြီးကျမတို့စာပေးတဲ့ system မှာကျမအဲ့လိုပဲဟို early warning system လို့ဟာမျိုး တခုကိုမရှိခဲ့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့နောက်ပိုင်းဖြစ်ပေါ်လာမယ့် impact ပါဆိုလို့ရှိရင်ရေရိုရေရှင် impact တွေကြီးမယ်ဆိုတော့ကြိုတင်ပြီးတော့ကျွန်တော်တို့တွေးစားထားဖို့အတွက်လိုအပ်တယ်ပေါ့လीเนาะအဲ့တော့ဒီ graph ကကျွန်တော်တို့2010ခုနှစ်အဲ heating ငလျင်ဖြစ်ပြီးတော့ အဲဇန်နဝါရီလမှာဖြစ်တယ်အော်တိုဝါမှာစပြီးတော့ color surveillance system ကိုသူတို့စပြီးတော့လုံဆောင်နေပေါ့နော်အဲ့ graph ကဒီမှာကဒီဘက် B က case အရေးအတွက်ပေါ့နော် color case အရေးအတွက်4000နဲ့4500ကျောင်းလောက်မှာအဲအများဆုံးကျွန်တော်တွေ့ရတယ်ပေါ့နော်2010ခုနှစ်ဒီဇင်ဘာလောက်မှာ peak ဖြစ်သွားတဲ့နေထောင်ကျွန်တော်တွေ့ရတယ်ပြီးတော့ပြည်ပြနေတော့ကြလိုက်တက်လိုက်တော့ဖြစ်နေရပေါ့နော်ဒီပြည်ပြနေဆိုတော့2012ခုနှစ်ဒီက case တွေကရှိနေရုံပဲဆိုတော့နောက်ဆုံးဒီ surveillance လုပ်တဲ့အချိန်ဒီကိုတွေ့ရတယ်ပေါ့နော်ဘယ်လောက်အရေးအတွက်လဲဆိုလို့ရှိရင်အဲ900 ကြားပေါ့နော်0နဲ့ငါ500နဲ့3ညနဲ့500ကြားဖြစ်တဲ့အတွက်ကြောင့်မလို့အခြေတွက်အားဖြင့်တော့တခုတည်းရှိတော့မယ်ပေါ့အဲ့တော့ဟိုဟိုပါပေါ့အသက်ရွယ်အားဖြင့်ရောဆိုလို့ရှိရင်အပြာလေးရယ်ကျမတို့အသက်9နှစ်နှစ်အထက်ပေါ့နော်အဲ့တော့နည်းနည်းအကြီးပိုင်းနေမှာပို့ပြီးတော့တွေ့ရတယ်အဝိုင်းရောင်လေးရယ်အသက်9နှစ်နေရောက်ကလေးဒီကျမတို့ဒီမှာကိုစားဖြစ်ပြီးတော့ကာလာလေးနဲ့တွေ့ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဟိုဒါကကျမတို့ကနှစ်နှစ်စောင့်ကြည့်လိုက်တာပေါ့နော်သူကတော့ နမ what keyword တွေဒါတွေရပေါ့လက်တလုံးမှာဒါဟိုပါပေါ့ရေဝမ်းသွားတယ်ဆိုရဲ case တူတော့ရှိပြီးတော့အဲရေကနဦးအနေနဲ့သူစစ်ဆေးလိုက်တယ်ပြီးတော့ခါကျတော့အဲ့ဒါပြန်ပြီးတော့ခါကျတော့ confirmation သွားတယ်ပေါ့နော်သူ culture လောက်ပြီးတော့ခါကျ confirmation သွားတယ်အဲ့တော့ MR တွေ့ရတာတော့ o အဲဒီ cholera type ပေါ့နော် vibrio cholera type 41ပေါ့နော်အဲ့ Ogawa ဆိုလို့ရှိရင်အများဒီတွေ့ရတဲ့ဒီမျိုးစိတ်ဖြစ်တယ်ပေါ့အဲ့တော့ဒါကိုကျွန်တော်တို့ကအဲပြန်ပြီးတော့ခါကျတော့ case detection လုပ်တဲ့အချိန်မှာသူက စောင့်ကြည့်တဲ့စနစ်တွေကသူကကွဲပြားတယ်ပေါ့နော်အဲ့တော့အဲ့မှာကျွန်တော်တို့ဘာသွားပြီးတတိထားမိလဲဆိုတာကြတော့စောင့်ကြည့်ရဲ့ကျွန်တော်တို့စနစ်ကသူကတခုတည်းရှိနေမှာပဲနဲ့ဟိုဘက်တစုကလည်းစောင့်ကြည့်ရဲ့ဒီဘက်တစုကလည်းစောင့်ကြည့်ရဲ့ဆိုတဲ့ဟာမျိုးပေါ့အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်ပုံစံတွေကဟိုတွေ့တဲ့ပုံစံတွေကကျွန်တော်တို့က case ပုံစံအနေထားတွေကကွဲနေရပေါ့နော်အဲ့တော့ဒါကဟိုကျွန်တော်ပြောချင်တာပါလဲဆိုလို့ရှိရင်အဲတစ်ဖွဲ့တည်းရပေါ့နော်ဒီတစုတစီရဲ့စောင့်ကြည့်တဲ့အနေထားမျိုးကတော့ပို့ပြီးတော့ဟာကြတော့ဟို representative ဖြစ်တယ်ပေါ့နော်ပို့ပြီးတော့ကိုစားပြုနိုင်တယ်ပြီးတော့ဟာကြတော့ဒီဟောကထင်ရှုတဲ့ နေရာမှာဇာဗီလန်ဆိုတဲ့နေရာမှာလည်းပဲအင်တန်မှာဒါအသုံးဝင်နိုင်တယ်ဆိုရင်ဒါမျိုးပြောချင်တယ်သူတို့နိုင်ငံမှာရှိရတဲ့ဒီအနေထားကလည်းပဲကျွန်တော်တို့လိုပဲပေါ့နော်ဒီအာမြန်မာပြည်လိုပဲ political crisis ကြီးလို့ကျွန်မပြောခဲ့တယ်ပေါ့ဟေဒီမှာအဲ့တော့အဲ့ဒါကြီးလည်းအများကြီးပါတယ်ပေါ့နော်အဲ့တော့ဖွဲ့အဖွဲ့တွေဒါအများပြီးတော့ခါကြတော့ဟိုဖွဲ့ဒီဖွဲ့တွေရာနေပြီးတော့ခါစောင့်ကြည့်ရဲ့ system တွေဟိုမတူတဲ့အတွက်ကြောင့်မလို့ရနောက်တစ်ခါကျတော့ case ရေအတွက်တွေအဲသူကောက်တဲ့အနေထားတွေမတူတဲ့အတွက်ကြောင့်မလို့ရဟိုဟိုအားတွေကအများကြီးဖြစ်နေရပေါ့နော် လုတ်တဲ့အနေထားရအများကြီးဖြစ်နေပြီးတော့ခါကျတော့နောက်ဆုံးမှာဖြစ်လဲဆိုလို့ရှိရင်အ10နှစ်လောက်ကြာပြီးတဲ့ဒီကိုသူတို့နိုင်ငံမှာဒီအဒါကတော့ကျွန်တော်ကိုလိုရာနဲ့ဟိုပါပတ်သက်ပြီးတော့ပြောတာပေါ့နော်သူတို့နိုင်ငံမှာဒီပြန်လဲထူထောင်ပြီးကိစ္စတွေ infrastructure တွေဇမားတို့ဒါကတပိုင်းပေါ့နော်ဒီ system ပေါ့သူတွေရဲ့အဒီလုတ်လုတ်တဲ့ system ကြီးပြန်ပြီးတော့ထူထောင်နေနေထားမျိုးဇမားတို့ လူထောင်တဲ့အနေထားမျိုးပါဆိုလို့ရှိရင်တစုတစည်းနဲ့မလုပ်တဲ့အတွက်ကြောင့်လို့လုပ်လို့မရတာလားဒါမှမဟုတ်တခြားအခြေအနေတွေဘာရှိမလဲပေါ့အဲ့တော့အဲ့ဒီအတွက်ကြောင့်ဘာဖြစ်လဲဆိုလို့ရှိရင်ပြန်ကျင်းနေတဲ့အတွက်ကြောင့်လို့အဲ၁၀နှစ်ဒါရ၁၀စုနှစ်တခုလောက်ကြာရဲဆိုသည့်တိုင်အောင်မှာအအများကြီးပေါ့နော်အဖွဲ့တွေကမလုပ်နိုင်တော့ဘဲနဲ့နည်းနည်းအဖွဲ့နည်းနည်းသာနေချင်းပြောတော့ခါကျတော့အားလုံးကထွက်ပါသွားကြတဲ့အနေထားမျိုးတွေ့ရတာပေါ့နော်ဆိုတော့ကျွန်တော်တို့က recovery လုပ်အဲကျွန်တော်တို့ဒီ response လုပ်တယ် recovery လုပ်တယ်ဆိုတဲ့အနေထားမျိုးတွေဟာအခက်မြန်မြန်လုပ်နိုင်မှုအတွက်လိုအပ်တယ်နောက်တစ်ခါကျတော့ ော့စုစုစည်းစည်းနဲ့ပူပေါင်းဆောင်ရွက်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင်မှပဲအောင်မြင်နိုင်မယ့်အနေအထားမျိုးဖြစ်ပြီးတော့အချိန်ကာလသိပ်ပြီးတော့ကြာသွားတဲ့အခါမှာအခုဆိုကျွန်တော် disease surveillance ကိုနှစ်နှစ်လုပ်ခဲ့ရပေါ့လေအဲ့တော့ဒီတက်ပို့ပြီးတော့လုပ်နိုင်မယ်ဆိုလို့ရှိရင်လည်းပို့ပြီးတော့ဒီ trend တွေကိုနားလည်နိုင်မှာဖြစ်တယ်ယောဂကုသရေးမှာလည်းပို့ပြီးတော့ဟိုဟာဖြစ်နေမှာဖြစ်တယ်ပေါ့နော်တည်အောင်နိုင်မှာဖြစ်တယ်ဆိုကျွန်တော်တို့နားလည်ထားမှာဖြစ်တယ်အဲခေါ်ရမှာပြောဆိုကျွန်တော် epidemic ဆိုတဲ့အနေအထားမျိုးကနေ endemic ဆိုတာဆိုတဲ့အဲပုံစံမျိုးတွေကိုအဲနောက်ဆုံးလို eradicate မလုပ်နိုင်တော့ဒါဆိုမှမထိန်းချုပ်နိုင်တော့ဆိုတဲ့အနေအထားမျိုးပေါ့နော်ဒင်းကျောကကဲကဲသွားတယ်ဆိုတဲ့အနေအထားမျိုးတွေဒီ နောက်ပိုင်းကျဖြစ်သွားနိုင်တယ်ဆိုတော့ကျွန်တော်ကြိုတင်ပြီးတော့တွေးစာထားဖို့လိုအပ်တယ်ပေါ့နော်ဒါတော့ခုနကကျွန်တော်တို့ပုံပြန်ပြီးတော့ဒါကဟိုပြန် level ထိုးထားတာပါဒါနေ့နေ့တွင်မှာအသက်ရွယ်လိုက်ပါတော့ကော်လိုရာကေ့စ်ကိုကျွန်တော်တို့ဟေတီမှာအခြေတဲ့နေထားကိုတွေ့ရတယ်အဲဒါဒီမှာတော့ဒီကော်လိုရာရေအတွက်ပေါ့နော်အရေအတွက်တွေကိုသူ့ရဲ့ဒီ percentage တွေနဲ့ချိန်ဆပြီးတော့ခါကြတော့ခုနက graph မှာပြထားတာကိုကျွန်တော်တို့ပြောချင်တာဖြစ်ပါတယ် ဒါကကျွန်မတို့ဟီတီနိုင်ငံရဲ့မြို့တော်ဖြစ်တယ် Port of Prince ဆိုတဲ့အဲမြို့ပေါ့အဲ့ဒီမြို့ရဲ့မြို့လေကောင်เนาะစန်တာမှာရှိတဲ့အဲနေရာပေါ့เนาะဒီဒီရေစိုးဆွန့်ပစ်တဲ့မြောင်းပေါ့လေ Sewage Canal သူက သူရဲ့ဒီဟွာကမြို့တော်ဖြစ်တော်ညာလေးပဲဒီငလင်တန်ကြောင့်မလို့အင်တာနက်မှာပြည်စီဆောင်ရွှေမှုတွေများပြားပြီးတော့မြင်တဲ့အတိုင်းပဲကျွန်တော်တို့ဒါ public sanitation system ပြရဆိုရှင်အရန်ကိုဒါညစ်ပတ်ဆုပ်ပြတ်သွားတဲ့ဒီသားတွေ့ရတာပေါ့နော်တကယ်တော့လေအဲဟိဒီမှာသူကကနဦးရဲ့ကဒီ public sanitation တွေကမကောင် infrastructure ပေါ့နော်ဒီအခြေခံအဆောက်အုံနေသားတွေကတော်တော်လေးဒါဆင်းဆင်းဆင်းဟိုဆုပ်ဆုပ်ဟွာဖြစ်တဲ့နေသားပေါ့နော်ဆုံဆင်းရဲရဲကဖြစ်တဲ့နေသားကို ဒါကနဦးတွေရှိပြီဒါအဲ့တော့ဘာဖြစ်လဲဆိုတော့ဒီလိုမျိုးကလင်လာတဲ့ခါမှာဆိုလို့ရှိရင်အပြည့်စည်းတွေနဲ့တို့ကျွန်မတို့ပို့ပြီးတော့ခါကြတော့ဒီအဲကျမကြီးနဲ့ပတ်သက်တဲ့ဒီကျမကြီးနဲ့ညွတ်တဲ့ ရေစိုးစွန့်ပြည့်တဲ့စနစ်တွေလည်းမရှိဘူးအဲ့တော့တန်ရှင်းတဲ့တောက်တုံးရရှိဖို့လည်းပဲဆရာမအများကြီးစဉ်းစားရပြီဘယ်ဆိုတော့ဆရာမကရေအရင်းမြစ်ကဒီလိုဖြစ်နေအောင်เนาะဆရာမစွန့်ပြည့်ပြည့်စည်းဟွာဖြစ်တဲ့ဟာကဒီမှာနေတဲ့တဲ့ရဲ့မရှိတဲ့အတွက်ကြောင့်မလို့တန်ရှင်းတဲ့တောက်တုံးကြီးမမြင်ရဘူးဆရာမယူရဲပဲဆိုကြပါဘူးเนาะအဲ့တော့ဘယ်လိုလုပ်ဆရာမတို့ကတန်ရှင်းတဲ့ဟာမျိုးရရှိဖို့ဖြစ်နိုင်အောင်မလဲပေါ့เนาะအဲ့တော့ဘယ်တော့ဒီကောင်းမွန်တဲ့နည်းပညာတွေသုံးပြီးတော့ဟာကျတော့ဒါတို့ထိန်းချုပ်ကြမှာလဲဆိုတဲ့နေရာမှာအဲအင်မတန်မှဒီရေဟွာတွေကချိတ်ဆက်နေရပေါ့เนาะတန်ရှင်းတဲ့ရေအရာရရှိဖို့ရရှိဖို့ရဲ့နောက်တစ်ခါကျရေစိုးစွန့်ပြည့်တဲ့စနစ်တွေဒီတဲ့အသက်ရဖြစ်နေ ပဲရဘလောက်ရေးကြည့်ရဲဆိုတော့နားလည်နိုင်တယ်ဒါပေမဲ့ဆို what တကောင်ရောက်နေပြီပေါ့နော် what's ready နေရကျွန်တော်တို့ဟိုတီးတန်းတော့ channel ဖတ်ပြီးခါကြမွေးထားရတဲ့ဟာမျိုးပေါ့ရေနော်ဒါအသားစားလုံးမလာမွေးမြူရေးတကူလောက်ရမယ်ဟာမျိုးပေါ့အဲ့တော့ internet ညစ်ပတ်တဲ့ account တကောင်ပြီးတော့ဒီလမ်းပေါ်မှာရှောက်သွားပြီးတော့ဒီဒီနေရာထဲမှာရှောက်သွားနေတဲ့ပုံစံကြည့်ချင်းအဖြစ်ဘလောက်တောင်မှာဒီ public sanitation system အားနည်းရဲ့ဆိုရင်ဒါကိုကျွန်တော်တို့နားလည်လို့ရတယ်အဲ့တော့ ဟုတ်ကဲ့ကျွန်တော်တို့ခုတဆက်ဆက်တယ်ကျွန်တော်တို့မြန်မာနိုင်ငံငလျင်နဲ့ပတ်သက်ပြောခါကျတော့သိရမှာကကျွန်တော်တို့ဒီလိုမျိုးကာလဒီလိုပုံစံမျိုးကိုအာမျက်လုံးထဲမှာကျွန်တော်တို့အာ သိပြီးတော့ပေါ့နော်နားလိပ်ပြီးတော့ဟာကျတော့ဒီလိုမဖြစ်အောင်ပေါ့နော်ဒီလိုမျိုးတွေငါတို့ဆက်ပြီးတော့အဲဒီတိုင်းပဲဖတ်တက်မတင်နေပါမယ်ဆိုလို့ကျတော့ဒါမျိုးတွေဆက်မဖြစ်နိုင်ဘူးဒါကြောင့်မလို့ဒါမျိုးမဖြစ်ရလေအောင်ဟိုကြိုတင်ပြီးတော့ဟာကျတော့ကာဝေးထားမယ်ဒီလိုမျိုးဆက်မတို့ချင်းချင်းပေါ့ဆောင်ချိဆက်ပြီးတော့လှုပ်ဆောင်ကြမလဲဆိုတော့လေပဲအဲ idea လေးကြားထားစီစဉ်နေအဲအဓိကလေဆက်မပြောချင်တာအဲ့ဒါပဲပေါ့နော်ပူအောင်ဆောင်ရဲ့ချိဆက်မှုတွေရှိတော့ဟာကျတော့မတိုင်ဘလောက်ကြီးပဲ international HD ပေးတယ် relief team တွေပေးတယ်ပြောပြောအချိန်ကာလတစ်ခုကြာလိုက်တဲ့အခါမှာအားလုံး exhaust ဖြစ်သွားမှာပဲအားလုံးကပြင်းပန်းသွားကြမှာပဲလက်ကုန် ုံသွားကြပါပဲအဲကြောင့်လို့ရှိရင်ကိုယ်နိုင်ငံရဲ့အနေထားကိုကိုယ်ဘာသာကိုပြန်လဲပြီးတော့မှမထူထောင်လို့ရှိရင် တတရားတုံးနဲ့တုံးတရားနဲ့တရား disorganized ဖြစ်နေကြမှာဆိုလို့ရှိရင်တော့ကျွန်မတို့မြန် public sanitation system ကိုကြည့်လိုက်ပေါ့နော်တနိုင်ငံတနိုင်ငံရဲ့အနေအထားကိုကြည့်မယ်ဆိုလို့ရှိရင်သူဘလောက်တန့်ရှင်းနေဆိုတော့အိမ်နေသွားလည်မယ်ဆိုလို့ရှိရင်တော့အေကန်ကဘလိုနေတယ်ကလည်းနောက်ခါကျတော့အိအိမ်သားကဘလိုနေထားလဲမိဘကြောင့်ဘလိုနေထားလဲကြည့်ပြခါကျတော့တိမ်တိမ်ကဘလိုမျိုးဒီအိမ်ထဲကလူတွေချိန်ဆက်စားမယ်ပြီးလှုပ်ဆောင်ပြီးကြတယ် housekeeping ဘယ်သူလဲအိမ်နောက်ဦးစီး administration ဘယ်သူလဲတကယ်လှုပ်ဆောင်နေကြတယ်အိမ်သားတွေကဘလိုလဲဆိုတဲ့အနေအထားနားလည်နိုင်တယ်ဆိုတော့အနေအထားမျိုးပေါ့နော်အဲ့ပုံစံမျိုးပဲကျွန်တော်နိုင်ငံတနိုင်ငံရဲ့ဒီမှာသူရဲ့တန့်ရှင်းရေး system ဘလောက်ကောင်းလဲဆိုတဲ့အနေထားကိုကြည့်လိုက်ခြင်းအားဖြင့်နိုင်ငံကလူတွေရဲ့အနေထားကိုလေးပဲသွားပြီးတော့ကျွန်တော်နားလည်ထားလို့ရရပါတော့။ဆိုတော့ဒါလည်းကျွန်တော်ဒီနေ့ပေးခြင်း message ဖြစ်တယ်။အားလုံးကျွန်တော်တို့ဒီတော့ဟာပေါ့ငလျင်တန်ကြောင်းမလို့ဖြစ်တယ်ဒီတဘာဝပေးတဲ့ကြောင်းမလို့နောက်ဆက်တွေဖြစ်လာပြည်တနာတွေကိုကောင်းမွန်တဲ့ proper surveillance system ကိုချမှတ်ပြီးတော့ဟာကြတော့ဒါလိုက်နာနိုင်ကြပါကြလို့ပဲဆရာမကတော့ဒီနေရာမှာဆန္ဒပြုရရလွယ်ပြီးတော့ဟာကြတော့ဆရာမကိုရန်တဲပဲဘာမှအဲဒါဒီရက်ပို့ပြီးတော့အများကြီးလုပ်ပြီးကိုတကက်တဲ့ချင်အများကြီးရှိနေဆိုတော့ဆရာမကပြောခြင်းနေပေါ့နော်